တမလွန်ဘဝရောက်သွားတဲ့ဆွေတွေမျိုးတွေအဲ့ဒီတမလွန်ဘဝရောက်သွားတဲ့အဖိုးတွေရှိတယ်အဖွားတွေရှိတယ်နော်အဖိုးအဖွားတွေရဲ့အမေဖေတွေရှိမယ်ဦးကြီးဦးလေးတွေရှိမယ်ကိုနဲ့ဆွေမျိုးသားချင်းတော်တဲ့ပုဂ္ဂိုလ်တွေတမလွန်ဘဝရောက်သွားတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီပုဂ္ဂိုလ်တွေကိုလည်းပဲဖြစ်မထားရဘူးတဲ့နော်ဖြစ်မထားရဘူး အချိန်ခါအားလျော်စွာကုသိုလ်ကောင်းမှုသူတို့အတွက်ယေရှုလုပ်ပြီးတော့အမြတ်တမ်းပေးဝေပေးရမယ်တဲ့ယေရှုတဲ့ကုသိုလ်ဒါမြန်မာပြည်မှာဗုဒ္ဓဘာသာဝင်တွေလုံးလိလှထားရှိကြတယ်နော်တယ်မနောဘောပြောင်းသွားတဲ့မိဘဆွေမျိုးတွေကိုယေရှုပြီးတော့ကုသိုလ်ကောင်းမှုလုပ်တာဟာသူတို့အတွက်လူတော်လူကောင်းဖြစ်တယ်သူတို့အတွက် ကောင်းသူဖြစ်တယ်အကယ်၍မေ့ထားမယ်ဆိုလို့ရှိရင် အကယ်၍များ တမလွန်ဘဝရောက်သွားတဲ့ပုဂ္ဂိုလ်ကစားစရာဆင်းရဲနေစရာဆင်းရဲနဲ့ဆင်းရဲတဲ့ပိဋကဘုံများရောက်နေမယ်ဆိုလို့ရှင်တမျောမျောတဒန္တနဲ့ကို့အတွက်အလှအမြဝေနိုးအမြဝေနိုးနဲ့စောင့်နေကြရတဲ့ဘဝမျိုးဆိုတာရှိတယ်ဒါလည်းပဲဟိုအမတ်တမဲ့မနေတဲ့ကိစ္စတစ်ခုပေါ့မတော်တဆအစည်းရင်းနဲ့တည်သွားတဲ့ ပုဂ္ဂိုလ်တွေဟာအင်မတန်ကိုကုသိုလ်ကြီးတဲ့ပုဂ္ဂိုလ်တွေဟာနတ်ဘုံနတ်ဘဝရောက်ချင်ရောက်သွားမယ်ချက်ချင်းအဲ့ဒါလို့မဟုတ်ပဲနဲ့အထိတ်တလန့်နဲ့စိုးရင်တောကနဲ့တွေ့တာမှုတွေနဲ့တမလွန်ဘဝပြောင်းသွားတဲ့ပုဂ္ဂိုလ်တွေဟာရုပ်တရက်ရှောင်းတခင်ဆိုရင်ဘာဖြစ်တတ်တုံးဆိုရင်ပြိတ္တာဘုံရောက်သွားတတ်တယ်ပြိတ္တာဆိုတာ ဒါလူတွေကတော့အဲ့ဒါကိုကြည့်ပြီးမကြွဘူးပြောတာပေါ့အိမ်ပေါ်မှာဟာလာအတန်ပြူတာတို့အနည်းပါဝန်းကျင်မှာမြင်လိုက်တာတို့ဒါမျိုးတွေဖြစ်တတ်တယ်နော်အခုကိဆိုလို့ရှိရင်တယ်လီဖုန်းဆက်တာတို့တယ်လီဖုန်းကလားမြည်တာတို့သေသွားတဲ့ပုဂ္ဂိုလ်ကလောက်တာအဲ့ဒါဟာတကယ်တော့ပြိတ္တာပုံရောက်သွားတာပြိတ္တာဆိုတာအခုခေတ်လို့ဆိုရင်တော့ တစီတရဲကိုပြောတာပေါ့အဲ့ဒါလို့မကျွတ်မလွတ်ဆိုတာဘာဖြစ်လို့တုံးဆိုမိသားစုတန်ရောစဉ်ပစ္စည်းတန်ရောစဉ်တခုတန်ရောစဉ်တေကန်ဒီမှာအာယုံရသွားတယ်အဲ့ဒီတန်ရောစဉ်ကြောင့်မို့လို့ရုပ်တရက်ရှောင်းတဲ့ခင်သူဟာပြိတ္တာဘဝရောက်သွားတယ်ရောက်သွားတဲ့အခါမှာတခါတည်းရန်တေသွားတဲ့ပုဂ္ဂိုလ်တွေကသူ့ကိုယ်သူတေတယ်လို့တော့မသိလိုက်ဘူးလှင်းလင်းမြန်မြန်တေသွားလို့အစည်းရင်းနဲ့တေလို့ရှိရင်တေတယ်လို့တော့မသိလိုက်ဘူးရုပ်တရက် ိပ်ပျော်ရာနိုးသွားတယ်လို့ဖြစ်တာအဲ့တော့သိတယ်လို့မသိတော့တချို့လဲကိုယ့်ကိုယ်ကိုအရင်လူလို့ထင်ပြီးတော့အိမ်ပြန်လာတာတွေရှိတယ်အိမ်ရောက်တဲ့ခွေးကဟောင်းတယ်သူ့ကိုအိမ်ကလူတွေကသူ့ကိုမမြင်ဘူးမခေါ်ဘူးအဲ့ဒီမှာသူတို့မှာစိတ်ဆင်းရဲမှုတွေဖြစ်တယ်ဒါဒီလိုဇလန်းနေလဲပဲပြည့်နေတာပဲဒါဒါပိတာလောကလို့ခေါ်တယ်ပြိတ္တာလို့ခေါ်တယ်အဲ့ဒီလိုကိုယ့်ရဲ့ဆွေမျိုးသားချင်းအနီး အိမ်ကိုပြန်လာတတ်တဲ့ပြိတ္တာမျိုးတွေပါလေဖြစ်နေပြီဆိုတဲ့အခါမှာသူကိုယ်သူ မသိရှိသေးတဲ့အချိန်ပိုင်းသိသွားတဲ့အချိန်ပိုင်းအဲ့ဒီအချိန်ပိုင်းတွေရောက်လာပြီဆိုတဲ့အခါမှာမိသားစုတွေကကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့မကြမကြအမျက်တမ်းတွေပေးဝေပေးခြင်းအပြင်သူဟာတာရုခေါ်လိုက်လို့အဝတ်အစားလှူပြီးတော့အမျက်ဝေလိုက်လို့ရှိရင်သူ့မှာဝတ်ဆရာအဝတ်တွေရသွားတယ် သူတို့စီမှာမြတ်စွာဘုရားဟောထားတာရှိတယ်